ချစ်တော့မုံစကားပြောရအောင်မယ်။ကျမကမှုပွဲစားလာမှငားနဲ့ကျမမကြိုက်ဘူး။ထပ်ပြီးပြောမယ်နော်။ကျမကအမှုပွဲစားလာမှငားနဲ့ကျမမကြိုက်ဘူး။နံပါတ်၁ကျမအမှုပွဲစားမလုပ်ဘူး။နံပါတ်၂ကျမတည်ရင်အယောင်မလုပ်ဘူး။ကျမကိုယ်တိုင်ကလည်းဘယ်ဝင်ကြီးဘယ်လူကြီးဘယ်ဌာနအောင်မှတည်ရင်တော့မပေးဘူး။အေးကျမကိုသူများကဘယ်မှာပါဖြစ်နေပါရဲ့လို့တည်ရင်လာပေးတယ်။ကျမအဲ့တည်ရင်ကိုမယုံဘူး။အဲ့တည်ရင်ကိုမယုံဘူး။ ကျမဘာသူပြောတဲ့တဲ့င်းမှာမယုံဘူး။ဘာလို့လဲ?ကျမကိုယ်တိုင်မြင်ရတာကြားရတာမဟုတ်တဲ့တွေ့ကျမတဲ့င်းတွေကိုမယုံဘူး။ဒါကြောင့်မို့ကျမတဲ့င်းလာပေးရင်လည်းမယူဘူး။ကျမကလည်းတဲ့င်းတမယောက်သွားမပေးဘူး။ကျမတဲ့င်းရောင်းဝယ်မလုပ်ဘူး။နံပါတ်3ကျမစကားရောင်းဝယ်မလုပ်ဘူး။ရုပ်စွာဆုံးဒီလူတယောက်လူတယောက်နဲ့ကျမနဲ့မတည့်ဘူးပေါ့။လူတယောက်နဲ့ကျမနဲ့ပြဿနာတက်တယ်။လူတယောက်နဲ့ကျမနဲ့ရန်ဖြစ်တယ်ဆိုပါဆို။အဲ့ဒီလူကိုကျမဘဝမှာမုန်းသွားပြီ။ကျမသူ့ကိုဘလက်လေးစင်းရင်တွန်းလာပြီဆိုရင်အဲ့ဒီလူရဲ့ရှင်အဲ့ဒီလူရဲ့ရှင်ချင်းနေ ကိုအဲ့ဒီလူရဲ့ကောင်းကြီးဆိုခြင်းနဲ့ကျွန်မစိတ်ဝင်စားအောင်စကားတည်းထည့်မပြောဘူးလူတယောက်ကိုမုန်းသွားပြီလူတယောက်ကိုအမြင်မကြည့်ဘူးဆိုရင်ကျွန်မဘယ်တော့မှစကားတည်းထည့်မပြောဘူးခေါင်းထဲလည်းမထည့်ဘူးလူရမသွင်းတော့ဘူးကျွန်မကိုချစ်တဲ့လူတွေနဲ့ကျွန်မချစ်ရတဲ့လူတွေကိုပဲကျွန်မစကားတည်းထည့်ပြောတယ်ကျွန်မမုန်းသွားပြီဆိုရင်လူတယောက်ကြောင့်စကားတည်းထည့်မပြောဘူးအဲ့တွဲကျွန်မမုန်းသွားတဲ့လူတယောက်ကြောင့်ကိုတော့ကျွန်မတတိယရောက်ဝင်မလို့စကားရောက်ဝင်မလို့တခြားလူကြောင့်တော့ဝေးရောပဲနော်ဆိုတော့မဘုဒ္ဓမဟာသွေးနံပါတ်1 ကျမအမှုကွဲစားမလုပ်ဘူးနံပါတ်2ကျမတရင်ရောက်ဝယ်မလုပ်ဘူးနံပါတ်3ကျမစကားအပေးယူမလုပ်ဘူးဒါကြောင့်မလို့ဒီလိုကိစ္စမျိုးတွေနဲ့ကျမကိုလာပြီးမဆက်သွယ်ကြနဲ့ကျမလုံးဝမကြိုက်ပါဘူးဆိုတော့ကျမလုံးပြောချင်တာကကျမတို့ကျမတို့ပေါ့နော်ကျမပါမယ်တခြားသူတော်တော်များများကိုတစ်ဖက်အုပ်စုတွေကအစိမ့်နေလို့တို့ရေဘူးတာအပြင်တတ်မှတ်တာကြတယ်ကျမတို့ခါနေကျမစိတ်အစိမ့်မစိမ့်နေတို့စိတ်ထဲမှာတော့အနီကိုမထောက်ခံရင်ဒီလူကအစိမ့်ပဲဒီလူကဘောမှာပဲဆိုတော့အဲ့ဒီတော့ကျမကအစိမ့်ကောင်းချောင်းကိုပြောနေလို့ထူးမလာဘူး ငါတို့အစိမ့်နေရဘလို့ကောင်းမင်းနေတို့နေရဘလို့မကောင်းဆိုပြီးတော့ပြောလို့မရတော့ဘူးလက်ရှိအချိန်မှာကဈေးကွက်ဟိုဘလို့ပြော marketing ဆင်းတယ်လို့ပဲဟိုမိမိရဲ့ဟိုကုန်ပစ္စည်းတွေကိုကြောင်ညာတယ်လို့ပဲကိုရီထောက်ခံတဲ့လူဖုတ်ကိုရီကိုရီထောက်ခံတဲ့အဖွဲ့အစည်းတွေကိုအနည်းမျိုးစုံနဲ့ကျမတို့ကအယောင်တင်ပေးရမယ်အဲ့ဒါကြောင့်မလို့တချို့နေရာတွေမှာစကားပြည့်ရဲတော့ရတယ်ဒါတချို့မှာမပြောဘူးလို့မပြောဘူးလို့တွေးထားပေမဲ့ပြောရအောင်မယ် ဥပမာပေါ့နော်မင်းကကျွန်မပြောလိုက်တဲ့ကိစ္စမျိုးဆိုကျွန်မကဟုတ်လားဟုတ်လားဆိုရင်မှန်ပြီဒေါက်တာညိုညိုသိမှားတယ်လို့တော့ပြောလို့ရှိရင်နေရအစိမ့်မုံလို့ဒီစကားပြောတယ်လို့လာလိမ့်မယ်အဲ့ဒီတည်းကျွန်မလိုချင်တဲ့ဆိုလိုရင်းကိုချောင်းအောင်ကျွန်မစကားပြည့်ရတဲ့တွေ့ဝိုက်ပြီးပြောရတယ်ကျွန်မတွေ့ဝိုက်ပြီးပြောတဲ့ခါကျတော့ကျွန်မပေးချင်တဲ့ message ကိုပြည်သူလူထုကရတယ်ကျွန်မရဲ့ရုပ်တံဖိုင်ကြီးနားထောင်တဲ့လူတွေကရတယ်ဒါကြောင့်မလို့ YouTube က comment တွေထဲမှာဝင်ကြည့်သူတို့ရဲ့သဘောထားအများဆုံးကကျွန်မပေးချင်တဲ့ message နဲ့တထည်ရတဲ့ကြတယ် TikTok က message တွေဝင်ကြည့်လဲကျွန်မပေးချင်တဲ့ message နဲ့တထည်ရတဲ့ကြတယ်ဒါပေမဲ့ကျွန်မလည်းခင်မင်းပါတယ်ဆိုတဲ့လူတွေ ကျမနဲ့နိုင်ငံရေးတွေကိုအမြဲတမ်းဆွေးနွေးလေးရှိတဲ့လူတွေကဒီဆိုလိုရင်းကိုမြင်အောင်မကြည့်နိုင်ပဲနဲ့ကျမကိုရန်ရှာကြတာတွေ့ရတယ်။မနေ့ကဆိုတော်တော်များများပြဿနာရှာကြတာအထိဖုံးဆက်ပြီးပြောကြတာအထိရှိကြတယ်။အော်စိတ်လည်းစီမလုံးနဲ့လို့ပါတယ်။တာကူးလို့ဘယ်နာမှတာနေလို့ဘယ်ဘက်ကိုကူးရမလဲ။ပြောကြည့်ပါဦးကျမတို့။ က်ရှိအတိုင်းအတာကလက်ရှိနိုင်ငံရေးခင်းကျင်းမှာလူနဲ့ချမ်းတာလူနဲ့တေးပဲချမ်းတာအဘခစ်ကိုထမိန်အမခစ်မှာထမိန်ချုံပြီးအဘခစ်ကိုဘုံမာတယ်မျက်နှာပြောင်တိုက်တဲ့လူတွေလာချမ်းတာတာဘယ်ဘက်ဘက်မှာမတဘူးကိုဘက်မှာနေရင်လည်းအသက်ခံနေရတာဒီဘက်မှာနေရင်လည်းအသက်ခံနေရတာအကုန်လုံးကအသက်ခံနေရတယ်အသက်ခံနေရတယ်ငတ်နေကြတယ်မိသားစုတွေတေးပွဲကွဲနေရတယ်ရှင်ကွဲကွဲနေရတယ်အတိဒုက္ခရောက်နေတယ်တာတဲ့ဘက်ဆိုတာဘယ်ဘက်မှာမရှိဘူးတာတဲ့အခင်းကျင်းတစ်ခုကိုရောက်လာဖို့ဆိုရင်စစ်ပောင်နေကျင်းပို့တဲ့နိုင်ငံရေးပောင်ကျဲအောင်ချက်ရမယ်ဒါကြောင့်မှတာတဲ့အခြေအနေတစ်ခုကိုရောက်လာနိုင်မယ် ဆိုတော့တခါတခါဆိုလိုချင်းနဲ့ညီပဲတက်တွေကိုမြင်အောင်ကြည့်ဖို့လိုလို့လေကျွန်မအချက်တုံးမုံစကားလေးပြောချင်ပြောချင်တာဖြစ်ပါတယ် NLD ဆိုတဲ့နာမည်ကိုကြားရတယ်ကျွတ်ကျဲနေတာမျိုးမဖြစ်စေချင်ဘူးအဲ့လိုမျိုးလည်းမဖြစ်သင့်ဘူးဘာလို့လဲဆိုတော့လက်ရှိ NASA ကအစိုးရရဲ့အနိမယီမန်ချက်ကပါတီဆုံဒီမိုကရေစီစနစ်ပါတီဆုံလို့ပြောထားတာဖြစ်တဲ့အတွက်ပါတီလဲဆုံမယ်လူလဲဆုံနိုင်မယ်လက်ရှိမှာအစိုးရကိုယ်တိုင်ခင်းလာတဲ့လမ်းကြောင်းကပါတီဆုံဒီမိုကရေစီဖြစ်ပြီးတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်တစ်ခုကိုတည်ဆောက်မယ်ဆိုတဲ့အတွက် ကျမတို့ Federal ကနေ Confederate မသွားရင်ရပြီဒီညမှာ Federal ကနေ Confederate မဖြစ်သွားအောင်ထိန်းချုပ်နိုင်ရင်ရပြီပါတီဆုံးလို့အစိုးရကိုယ်တိုင်ကကြွေးကြော်ပြီးတော့အစိုးရကိုယ်တိုင်ကပါတီဆုံးဒီမိုကရေစီကိုအခြေခံနဲ့ Federal ပြည်ထောင်စုကိုတောင်းမှဖြစ်တဲ့တွေအဲ့ဒီပုံမှာချော်လဲရောထိုင်ပြီးရေလိုက်ငားလိုက်နေဖို့ပဲရှိလိမ့်မယ်နော် အဲလက်ရှိမှာဥကူကိုကြီးတို့ဒီအဒေါ်ဆန္ဒမင်းဗောဒေါ်ညိုညိုတင်းတို့လက်ရှိဒေါ်သက်သက်ခိုင်တို့ NLD ကနေခွဲထွက်လာတော့မကြိုက်တာဟိုကကြားသေးကိုအတမသွင်းပါတယ်ဘာဖြစ်တယ်ညာရိုးဆောင်ပြောကြတယ်ဒါဆိုလို့ရှိရင်ဒီလူတွေကိုယ်တိုင်ကိုနတ်ဆက်ကအစိုးရကိုယ်တိုင်ကလူကြသွင်းပြီးတော့နေရာပေးထားတာလေအစိုးရကိုယ်တိုင်က UEC ကိုယ်တိုင်ကအတိမတ်ပြုပေးထားတာအစိုးရကိုယ်တိုင်က UEC ကိုယ်တိုင်ကနိုင်ငံတော်အဆင့်ဆွေးနွေးပွဲတွေမှာဖိတ်ခေါ်ပြီးတော့တရားဝင်အတိမတ်ပြုထားတာဖြစ်တယ် နော်ဒါကြောင့်မလို့ခင်ဗျားတို့ကြိုက်သေးဖြစ်စေမကြိုက်သေးဖြစ်စေအစိုးရကဒီပေါင်းဒီနီးလန်းတိုင်ချထားတာဖြစ်တဲ့အတွက်ဒီနီးလန်းတိုင်လိုက်ရမယ်မလိုက်ဘူးဆိုရင်ဘာဖြစ်မလဲခင်ဗျားတို့ဖန်ခံရမယ်ခင်ဗျားတို့ကတော့ဖန်ခံရမခံရမသိချောဘာလို့လဲဆိုတော့တိတ်ပြီးတော့လူမသိတော့လူသိတဲ့လူတွေဖို့ကတော့ကြိုက်သေးပါဦးဖန်ခံရလိမ့်မယ်နော်ဆိုတော့ကြာကြာဝမ်းမဲ့သွားရုပ်ကြီးဆောင်ရမယ်ဒါပဲရှိတယ်ကြိုက်သေးရှိသေးမကြိုက်သေးဖြစ်စေမချစ်တော့လဲအောင်ခံနိုင်ရမယ်ဘာကြောင့်မချစ်ပဲအောင်ခံနိုင်ရမလဲအစိုးရကိုယ်တိုင်ကပါတီဆောင်ဒီမိုကရေစီစနစ်နဲ့ရွေးကောက်ွယ်ကြမှာပြီဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ နော်နိုင်ငံတော်တတိတိဆောက်ပါမယ်လို့နိုင်ငံရေးအမခန့်ချက်ပေးထားတဲ့တော့ဖြစ်တယ်။ဒါကြောင့်မို့ကျမတို့က NLD ဆိုတဲ့နာမည်ကြားရတယ်ချွတ်ကျဲနေကြရမလို့ဘူး။ NLD ဆိုတဲ့နာမည်ကိုလည်းမရှိတော့ဘူး။ NLD ပါတီကိုနာဆာကအစိုးရလက်ရှိတက်မတော်အစိုးရကဖျက်တာမဟုတ်ဖဲနဲ့သူတို့ကိုယ်တိုင်ကရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ UEC ကိုနိုင်ငံရေးပါတီမှတ်ပုံတင်မတင်တဲ့အတွက်ပါတီကိုဖျက်သိမ်းလိုက်ခြင်းတာဖြစ်တယ်။အစိုးရကဖျက်လိုက်ခြင်းမဟုတ်ဘူး။ဒါဆိုရင်ပါတီမှတ်ပုံတင်မတင်လိုက်လို့ပါတီပြတ်သွားပြီ။အဲ့ဒီပါတီကိုအမည်တဲ့နဲ့မှတ်ပုံတင်ပြန်ပြီးတင်လို့ရပါလျက်နဲ့မတင်ဘူးတည်။ NLD ကို အမှတ်တကယ်တင်းကုတ်ပြီးတော့အမှန် NLD ကိုအမှန်တကယ်ပြန်တက်နေတာ NLD ဒေတာ ဖြစ်တယ်နော်သူ့ရိုးနဲ့သူ့ပြန်ထိုးထိုးတဲ့လောက်ရက်တွေဖြစ်တယ်ဒီတွေ့ကျမတို့ကကြားတဲ့ကနေပြီးတော့လူမိုက်ကြီးလုပ်ပြီးအလူမိုက်အလုံးမခံနဲ့နော်အဲဒီဒေါ်ဆန္ဒမင်းတို့ဒီလည်း NLD ပဲနော်ဥကုကိုကြီးတို့ဒီဒေါ်ဆန္ဒဒေါ် တော့ညိုညိုသိန်းတို့စသည်ဖြစ်ပေါ့နော်လက်ရှိပြည်တွင်းမှာရှိနေတဲ့လူတွေနဲ့ပြည်ပမှာရှိနေတဲ့ NND တွေတို့တို့အချင်းချင်းဝိဝါဒကွဲကြလိမ့်မယ်ကျမတို့ကသူ့ရိုးနဲ့သူ့ပြန်ထိုးလိုက်ရင်ရပြီသူ့ရှူးနဲ့သူ့ပြန်ပက်လိုက်ရင်ရပြီသူ့ရှူးနဲ့သူ့ပြန်ပက်ပြီးသူ့ရိုးနဲ့သူ့ပြန်ထိုးဖို့အတွက်နိုင်ငံရေးသမားတွေကနိုင်ငံရေးပြည်ရဲ့ကိုတုံးချမှာပဲဆိုတော့ကျမတို့ကစကားပြောတဲ့အခါမှာလည်းစကားပြည်ရဲ့ကိုတုံးရတယ်စကားချင်းစိန်ခွန်းမှာအဲ့ဒီလိုမျိုးဟိုစကားပြောနည်းတွေပါတယ်ဆိုလိုချင်တာက ။ NLD ဆွနာမည်ကြားရုံနဲ့ကြွကြဲနေတာမလို့ NLD ပါတီကိုတင်းကိုလိုက်ခြင်းတယ်။ NLD ပါတီကိုတင်းတက်လိုက်ခြင်းကကျမတို့မဟုတ်ဘူး။တို့ NLD ပါတီဝင်အချင်းချင်းသာဖြစ်တယ်။တို့လူတွေကတို့ပါတီကိုပြန်တက်လိုက်ကြတာ။အဲ့ဒီအတွက်ဒီ NLD ကနေပောက်ဖွာလာတဲ့လူတွေကိုဒေါ်ဆန္ဒမင်းတို့လို့ဒေါ်ညိုညိုသိန်းတို့လို့နော်ဒီ86ကမျိုးဆက်ဦးကိုကိုကြီးတို့ ။နောက်မူဘင်ဥစိန်ဝင်းတို့လို့ပြောတင်တာမူဘင်ဥစိန်ဝင်းကခုရွေးကောက်ပွဲဝင်မဝင်မသိဘူး။ဘာလို့လဲဆိုတော့လက်ရှိမှာ UIC ကနေပြောအသိမဲ့ပြုတ်ထားတဲ့တနိုင်ငံလုံးတိုင်းတန်နဲ့ဝင်ပြိုင်မဲ့ပါတီကလက်ချိုးရည်လို့၁၀ချောင်းမပြည့်ဘူး။ပါတီ၁၀ခုမရှိဘူး။နော်။ဆိုတော့ကျွန်တော်တို့ကဒါကြီးကိုအတိဖိနေထားကြမလို့။အလိုက်တင်လေးရေးလဲငားလိုက်လေးလွှတ်ပေးထားမယ်။အဲ့ဒီမှာတို့အချင်းချင်းတို့ဇာကောင်ကွဲကြလိမ့်မယ်တို့အချင်းချင်းပြဿနာတက်ကြလိမ့်မယ်သူ့ရိုးနဲ့သူ့ပြန်ထိုးသူ့ရှူးနဲ့သူ့ပြန်ပက်တို့အချင်းချင်းပြန်တက်လို့တို့အချင်းချင်းဇာကောင်ကွဲပြီးတို့အချင်းချင်းပါတီပြတ်သွုံသွားတယ် ဒါလည်းကျမတို့ဆိုလိုခြင်းနဲ့ရည်ရွယ်ချက်ကျမတို့ရဲ့ရည်ရွယ်ချက်ကအောင်မြင်တာပဲ။နော်ဒီစကားတွေတကယ်တော့ထုတ်ပြောရမယ်စကားတွေမဟုတ်ဘူး။ထုတ်မပြောလို့မရတော့အောင်ကျမကိုပြဿနာရှာနေတဲ့အတွက်ထုတ်ပြောရခြင်းဖြစ်ပါတယ်။